အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့နာမည်အကြောင်းလေးမျှပေးမှဖြစ်ပါတယ်နာမည်ကဘလောက်ဒီအရေးပါလဲဆိုလို့ရှိရင်အဲ့ဒီနာမည်ကြောက်ပဲတိုးတက်အောင်မြင်သွားကြသလိုအဲ့ဒီနာမည်ကြောက်ပဲဆော့ယူသွားတဲ့မျိုးတွေအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်နာမည်တွေကအများကြီးကိုတကူတွေရှိတယ်ပါဝါတွေရှိတယ်အစွမ်းတွေရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တိုးတက်အောင်မြင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်နာမည်လေးတွေကိုသတိထားပြီးပြုပြင်သင့်ပါတယ်ဗျာโอเคအားဆိုလို့ရှိရင်ကျွန်တော်ဥမာနဲ့ပြောပြမယ် မတော့အခုအများအများသောအဖြစ်ပေါ်တော့အနုပညာရှင်တွေကိုကြည်လိုက်ရင်သိတာပါပဲအဲဇာနီမျိုးညွန့်ကနေအာဇာနီဖြစ်သွားတယ်လို့အဲကြိုကြိုထေးလျွန်နေမင်းမော်ကုံဖြစ်သွားတယ်အေးမြစ်ခိုင်းနေပြီးတော့မိုးကြီးကိုဖြစ်သွားတယ်အဲစားပြစ်ပေါ်တော့ဒါတခုလိုပဲအလားတူအလားတူပဲအသုံးပြုရတဲ့နာမည်တွေအဲ့တော့ဒီအများကြီးရှိပါတယ်သူ့ရဲ့ပင်ကိုမပုံနေတဲ့နာမည်ကိုအသုံးမပြုဘဲနဲ့အဲ့ဒီလိုတယောက်တိုးတဲ့အောင်မြင်ဖို့အတွက်ကျွန်တော်တို့တွေပြောင်းလဲပြီးတော့ ဒီလိုတက်မှတ်တာမျိုးလေးအဆိုးအဆိုးတော်တွေတယောက်ဆောင်နေအနုပညာရှင်နေစားပြပေါ်တော့နယ်ပယ်တိတိယလူတွေအဲ့လိုမျိုးပဲအဲ့လိုသူတို့နာမည်လေးလေးကိုပြောင်းလဲကြပြီးတော့ဝင်လာကြတယ်အဲ့လိုအဲ့လိုချင်းတဲ့မျိုးတွေမှာတိုးတက်အောင်မြင်သွားကြတယ်ဒါကြောင့်မို့နာမည်ကအရင်အရေးကြီးပါတယ်နာမည်တစ်လုံးရဖို့ကလည်းအရေးကြီးအရေးကြီးသလိုကျွန်တော်တို့ရဲ့ပေးလိုက်တဲ့နာမည်ကလည်းအရင်ကအရေးပါပါတယ်ဥပမာ စကားတကားဖြစ်ဖို့အတွက်အဲ့စကားရဲ့နာမည်စာအုပ်ထုတ်ထွက်ဖို့အတွက်အဲ့စာအုပ်ရဲ့နာမည်ကျွန်တော်တို့ကိစ္စတစ်ခုခုအခမ်းအနားဖွင့်ဖို့အတွက်ဆိုင်းတဆိုင်ရဲ့နာမည်ဟောသူရဲ့နာမည်နာမည်လိုက်ကအရင်ကအရေးပါလုံးတယ် အဲ့နာမည်ဒါနာမည်ဒါကောင်းသွားတယ်နာမည်ဒါအဆင်ပြေတယ်ဆိုလို့ရှိရင်ဟာနာမည်ကြီးဟိုးဟိုးကြော်သွားတာပါပဲဒါကြောင့်မလို့နာမည်ဘလောက်တည်းရေးပါလဲဆိုတော့အလုံးသိပြီတော့ထင်ပါတယ်ဒါဆိုမင်းဆွေများရဲ့နာမည်ကိုလည်းကျွန်တော်ခုပြောသလိုပြောကျွန်တော်ခုပြောပြတဲ့နီဒီတန်းပြောင်းလဲလိုက်မယ်ဆိုလို့ရှိရင်တိုးတက်အောင်မြင်သွားမှာဖြစ်ပါတယ်အဲ့လားတဲ့ရိုင်းမခတ်ပါဘူးအရန်လွယ်ပါတယ်ဟုတ်ပြီကျွန်တော်တို့တွေမင်းဆွေများကထားပါတော့မင်းဆွေများနာမည်၄လုံးကျော်သူရလင်းဆိုလို့ရှိရင်ဟောကျော်သူရလင်းဆိုလို့ရှိရင်တလုံးဖြုတ်လိုက်မယ် ့သူရလင်းအဲဒါမှမဟုတ်လည်းကျော်သူရအဲလိုမျိုးတလုံးဖြုတ်မယ်မိတ်ဆွေရဲ့အများကြီးနာမည်ကသုံးလုံးဆိုလို့ရှိရင်ねတတလုံးဖြုတ်လိုက်မယ်ဥမာဥမာဆိုကြပါလို့ဇော်သူဟဲရန်နေပြီးတော့ဥမာဒါမှမဟုတ်ဒီဇော်ဟိမ့်ပြဖြစ်ဇော်သူပဲဖြစ်ဖြစ်နှလုံးမထားလိုက်မယ်အာမိတ်ဆွေများကနာမည်ကနှလုံးနဲ့ဗျာ ဥမာဆိုဥမာဥမာဆိုကြပါစို့ကြောသူဆိုလို့ရှိရင်လည်းကိုကြောသူမဟုတ်ကိုသူဘောအဲ့လိုမျိုးလေးတလုံးနဲ့ဖြစ်အောင်လို့ထားလိုက်မယ်အဲ့လိုပဲကျွန်တော်မစ်စီမဲနာမည်ကဒီတလုံးတိုးတလုံးလျှော့လေးပေးလို့ရတယ်အဲ့လိုမဟုတ်ကျွန်တော်နာမည်ကကြောသူဆိုလို့ရှိရင်လည်းကိုကြောသူမဟုတ်ကိုကျူကိုသူလို့ပေးလို့ရသလိုကိုကြောသူလင်းဆိုလဲကြောသူလင်းဆိုပြီးရအနောက်မှာတလုံးထပ်ထည့်လို့ရတယ်တလုံးလျှော့လို့ရတယ်ဒါကတော့ကျွန်တော်မစ်စီမဲကိုကြိုက်တဲ့လူကိုကြက်တဲ့လူကိုကိုလျှော့လို့ရရတိုးလို့ရတယ် ဒါရကိုကိုပြန်ပေးလို့ရအောင်နော်ဟုတ်ပြီအဲ့တော့ဆိုရင်မိတ်ဆွေများပေးတတ်မယ်လို့ထင်ပါတယ်နော်မိတ်ဆွေများရဲ့နာမည်က၅လုံးဆိုလို့ရှိရင်၁လုံးလျှော့မယ်၁လုံးတိုးမယ်၄လုံးဆိုလို့ရှိရင်၁လုံးလျှော့လိုက်မယ်၁လုံးတိုးလိုက်မယ်၃လုံးဆိုလို့ရှိရင်၁လုံးလျှော့လိုက်မယ်၁လုံးတိုးလိုက်မယ်နှလုံးဆိုလို့ရှိရင်တလုံးလျှော့လိုက်မယ်တလုံးတွူလိုက်မယ်တိုးပဲတိုးတိုးလျှော့ပဲလျှော့လျှော့ကြိုက်တာကိုလုပ်လို့ရပါတယ်ကျွန်တော်ကျွန်တော်အနေကျွန်တော်အများဆုံးပြင်ပေးခဲ့တဲ့လူတွေကတော့လျှော့ပစ်လိုက်တာတော့များပါတယ်တိုးပစ်တယ်လို့လည်းရှိပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများရဲ့နာမည်ကိုလည်းအဲကျွန်တော် ဟိုပြောင်းလဲပေးခြင်းအောက်မှာခုမှမှမစ်စမန်နာမည်လေးတွေကျွန်တော်ရေးပေးခဲ့လို့ရပါတယ်ကျွန်တော်ကြည်ကောင်းလို့ကျွန်တော်ကြိုက်ပြီးတော့ကျွန်တော်ပေးပေးလို့ရပါတယ်ဒါမှမဟုတ်လဲကိုယ့်ကိုပေးလို့ရနော်ကိစ္စမရှိဘူးတူတူပဲကိုယ့်ကိုပေးလို့ရတယ်ကောကိုပေးလိုက်ပါ၃လုံးဖြစ်လို့ရှိရင်အော်လေးလုံးပြောင်းလိုက်လို့ရတယ်နှလုံးမထလို့ရတယ်ကျွန်တော်ခုနပြောခုနပြောပြောပြောသလိုပဲပေါ့နော်ဥပမာ သိုးသူရဇောဆိုတထားပါတော့အဲသိုးသူရဇောလို့ရှင်လေးလုံးဖြစ်သွားပြီအဲ့လောက်ငါးလုံးဖြစ်အောင်ပြောင်းလိုက်ရလဲသုံးလုံးဖြစ်အောင်ပြောပြောလဲဥမာသိုးသိုးသူရပေါ့အဲဒါအဲ့လိုဒါမှလည်းသူရဇောပေါ့အဲ့လိုမျိုးထားလို့ရတယ်ကျွန်တော်တို့တွေအဲလေးလုံးကိုသုံးလုံးဖြစ်အောင်ပြောင်းပြောင်းဒါမှမဟုတ်ငါးလုံးဖြစ်အောင်ပြောင်းပြောင်းတလုံးတိုးတလုံးရှော့လုပ်လို့ရပါတယ်โอเคအဲ့ဆိုရင်အဲ့နာမည်လေးကျွန်တော်တို့ပို့လို့အစွမ်းထပ်ဖို့အတွက်ပို့လို့ကောင်းဖို့အတွက်ဘိုင်လို့ဘိုင်လို့သိလဲဆိုတော့အဲ့နာမည်နဲ့ကျွန်တော်ထိထိုးကြည့်ရမယ်အရင် အရင်တုန်းကကျွန်တော်တို့တွေသုံးလုံးနာမည်ဥမဥမဆိုဥမဆိုကြပါစို့ဗျာအာကျော်သူလင်းနာမည်နဲ့အစထီထိုးတယ်โอเคလုံးဝမပေါက်ခဲ့ဘူးအခုကိုသူသူမဟုတ်ကိုကျော်နာမည်နဲ့ထိုးမယ်ဒါမှမဟုတ်လေကျော်သူရလင်းဟင်းအဲကိုကိုကျက်လို့ထက်ထက်လို့ရရနော်ကိုဖေမေမေကိုဖေမေရဲ့နာမည်တလုံးထပ်ယူလဲရတယ်ကိုကျက်တဲ့နာမည်တလုံးထပ်ယူလဲရတယ်ဒါမှမဟုတ်ကို favorite ကို favorite ဖြစ်တဲ့ အနုမြရှိရဲ့နာမတလုံးထပ်ထည့်လိုက်လို့ရတယ်ကိစ္စမရှိဘူးရတယ်နော်ကိစ္စမရှိဘူးတလုံးတိုးတလုံးလျှော့ကြက်တယ်လို့ကိုကြိုက်ဆုံးနာမတလုံးပေးပြီးဆိုတော့ねဘာလို့လုပ်တင်လဲဆိုတော့ခုနကပြောလို့ထီထိုးသည်ထီထိုးကြည့်မယ်ဟာနာမဘလို့ပေးရမလဲအဲအခုကိုကိုပေးထားတဲ့နာမကိုပေးလိုက်ဟောအလူတန်းလေးလုံးမယ်ဘောင်ချမဘလို့ရမယ်ကျွန်တော်ပြောလိုက်အခုနကပေးလိုက်တဲ့နာမကိုပေးလိုက်အဲအဲ့လိုမဖျားရဲပါရဲတော့မယ်အလူတန်းလေးမှာလုတ်ခဲ့တယ်ဟောအလူငွေဖြတ်ပိုင်းလေးမှာ အမောင်းမောင်းဘသူအလုံးငွေတထောင်ကျပ်နာမည်ဘလို့ရရမလဲအခုကျွန်တော်ပေးပလက်နာမည်ပေးလိုက်ဟဲ့အဲ့လိုမျိုးလေးတွေပေးပေးမယ်ပိုးလို့ပိုးလို့ထူးခြားသွားအောင်လို့ခေါင်းလောင်းကြီးတွေရောက်လို့ရှင်အဲ့နာမည်ကိုခေါ်ပြီးတော့ဒူးဒူးဒူးဆိုပြီးထူးပေးမယ်အိမ်မှာကြီးစီတွေရှိတယ်ဟုတ်အဲ့ကြီးစီတွေခောက်ပြီးတော့ကိုပေးတဲ့နာမည်အစ်စ်ကိုခေါ်ပြီးတော့ခောက်နေမှာဒူးဒူးဒူးဝန်းဒူးဝန်းဆိုပြီးတော့ကိုပေးတဲ့နာမည်အစ်စ်ကိုခေါ်ပြီးခောက်နေဥမာဥမာဆိုကြပါစို့အဲမင်း မင်းသူရဆိုအဲမင်းသူရဆိုလို့ရှိရင်လေးလုံးမင်းသူရဆိုအဲ့ဒါကိုသုံးလုံးပဲဖြစ်အောင်ပြက်ပြောင်းလိုက်မယ်သူရဆိုဒါမို့ဒါမို့လည်းမင်းသူရအဲမင်းသူရဒွန်းဝဝမင်းသူရဒွန်းဝဆိုကိုနာမည်ခေါက်လိုက်ကြီးစီထိလိုက်အဲ့လိုမျိုးမြမြလှုပ်ပြီးကိုကြမှာထီထိုးကြည့်အဲ့တော့ဘယ်တော့မှကမပေါက်ဘူးခဲ့တဲ့ထီအခုထပ်ပေါက်တယ်အဲ့လိုပဲဆိုင်နာမည်ဒီလူနာမည်ဒီ အဲ့နာမည်လေးဘာနာမည်ပဲဖြစ်ဖြစ်အခန္ဓာအခန္ဓာဖွင့်မဲ့နာမည်လေးဒီအဲ့လိုမျိုးလေးပြောင်းလဲကြည့်ပါထူးခြားသောတော့တွေ့ရပါဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်ပြင်ပေးခဲ့တဲ့ဆိုင်နာမည်တစ်ခုရှိတယ်အဲ့ဆိုင်နာမည်ဆိုလို့ရှိရင်သူကဒီပေါ့နော်အထယ်လေးလက်လီလက်ကဖြစ်နေအထယ်လေးလက်လီလက်ကဖြစ်နေသူပေးထားတဲ့နာမည်ကရွှေမင်းသမီးအဲရွှေရွှေမင်းသမီးဆန်ဆိုလားမသိဘူးသူပေးထားတယ် အဲ့တော့ရွှေမင်းသမီးဆန်သူပေးထားတယ်အဲ့တော့ကျွန်တော်ကသုံးလုံးပြောင်းသုံးဖို့ပြောင်းပြောင်းလဲပေးလိုက်တယ်အဲ့တော့ကျွန်တော်ကမင်းသမီးဆန်ဆိုပြီးကျွန်တော် ပေးပေးပလိုက်တယ်အဲ့လိုအဲ့လိုအဲ့လိုလဲပြောင်းလဲပြလဲဟောအရှက်တလုံးလဲကျွန်တော်ဖြုတ်ဖြုတ်ခိုင်းလဲဟောအဲနောက်ပိုင်းမှာ ဟိုထူးခြားတာတခုကပိုးလို့ပိုးလို့ရောင်းဝရောင်းဝလေးကောင်းပြီးတော့ရောင်းဝလေးပိုတော့လာတယ်အစအေးနေတာပြီးတော့ရောင်းဝလေးကောင်းလာပဲနာမည်တွေကြီးလာတယ်အစဖြစ်ပေါ်တော့အဲ့လိုမျိုးတမျိုးတမျိုးဖြစ်ဖြစ်လာတယ်အဲ့လိုမျိုးလေးဖြစ်ဖြစ်စီတယ်ပေါ့ဒါကြောင့်မို့ကျွန်တော်မိစေများလည်းကိုယ်နာမည်လေးတွေကိုကိုကဒီအခုအခုလောဆယ်ပုံတော့ကိုကလောဆယ်အဆင်ပြေမနေဘူးဆိုလို့ရှိရင်အဆင်ပြေပြီးသားဆိုတော့ကိစ္စမရှိဘူးเนาะအဆင်ပြေပြီးသားဆိုရင်ဒါကလုံးဝလုံးဆက်မလို့အဆင်မပြေဘူးဆိုလို့ရှိရင်တော့ ကျွန်တော်ကျွန်တော်တို့ကျွန်တော်ခုပြောတဲ့ညီတန်လုပ်လို့ရပါတယ်ကိုနံပါတ်လေးလေးကိုတလုံးတလုံး short လုပ်ကြည့်အဲ့နံပါတ်လေးလေးနဲ့အလုံးငယ်ဖြက်ပိုင်းလေးလေးမှာကျွန်တော်တွေအဲ့နံပါတ်နဲ့ဖြက်မယ်ထီထိုးအဲ့နံပါတ်နဲ့ထိုးမယ်နှလုံးနှလုံးထိုးနေအဲ့နံပါတ်နဲ့ထိုးမယ်မဲနိုင်အဲ့နံပါတ်နဲ့နိုင်မယ်ရွှေဘာညာဝင်လဲအဲ့နံပါတ်နဲ့ဝဲမယ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေဖျားစီသွားတယ် ခေါလောင်းလေးကြီးစီတွေထူတဲ့ကလည်းနာမည်ခေါ်ပြီးထူမယ်ဒါဆိုရင်ကျွန်တော်မိတ်ဆွေများပြောင်းလဲတစ်ခုရှိလာမှတေးကြပါလေအပြောင်းလဲရှိခဲ့တဲ့ကျွန်တော်ခုမှမှလာရေးပြလဲပါအောင်ဗျာအာထူးခြားတယ်ဗျာပြောင်းလဲသွားတယ်ဆိုပြီးကျွန်တော်အဲလာပြောပြလဲပါအောင်နော်ဒါမှနောက်လူတွေထပ်ပြီးမြောက်မြောက်ပြလို့ရမှာပါဗျအဲ့တော့ဒါကဘာလို့ခုမြောက်ပြလဲဆိုတော့ပြောင်းလဲလဲလူတွေရှိတယ်ဒါကြောင့်မလို့ပြောင်းလဲလူတွေဒီအများကြီး ဒီတက်မကရှိဦးမလားဆိုပြီးတော့ကျွန်တော်မိတ်ဆွေများကိုထက်လက်ပြီးတော့အဲကျွန်တော်ဆန်းသက်ခိုင်းတာပါဗျမြုံလင်းဆန်းသက်လို့ရပါတယ်တကယ်အောင်မြင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေခုနတားသမီးအားလုံးနဲ့တိုးတက်အောင်မြင်ကြပါစေကြည်ပွားချမ်းသာကြပါစေလူတိုင်းနဲ့လုံနိုင်ကြပါစေဗျအလုပ်ကိုင်းနေအဆင်ပြေကြပါစေလိုင်ယန်စခွဲနေပြီလေအားပေးခဲ့ပါအောင်ဗျာ